်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျန်းခိုင်ရေးပါတီအပါအဝင်နိုင်ငံရေးပါတီတွေရဲ့ဆိုင်းပုတ်တင်တဲ့နေ့နဲ့ကိုစလဲလောင်ဖနိုင်းချိတ်တဲ့နေ့တွေမှာစစ်တပ်နဲ့ရဲတွေလုံခြုံရေးယူပေးဖို့စစ်တပ်ကမိန့်ထုတ်ထားတယ်လို့အောက်ချော်ရေးနဲ့နှီးဆက်တဲ့သတင်းမြင့်တွေစီကသိရပါဗျ။လှဲကူးမြို့နယ်လှဲကူးတာဆောင်လမ်းမပေါ်မှာနိုဘာလ9ရက်နေ့မနက်9:00နာရီ ကျန်းခိုင်ရေးပါတီကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးခင်မောင်စိုးလူလူနဲ့တွေ့ဆုံပွဲပြုလုပ်ခဲ့တာမှာစစ်တပ်ရဲထောက်လန်းရေးစာရဖားနဲ့အုတ်ထွေအင်အား80ကျော်လုံခြုံရေးယူပေးနေတယ်လို့အုတ်ထွေနဲ့နှိစက်တဲ့သတင်းရင်းမြစ်က TV ကိုပြောပါရယ်လေကိုကကြန့်ခိုင်ကိုစလေလောင်းမဲဆွယ်ဘွဲနဲ့ ကြောက်တရားကပြည်သူ့ရှေးဆောင်ပါတီကိုစလဲလောင်းကြော်ညာဗနိုင်းတင်တဲ့နေ့မှာစစ်တပ်လက်အောက်ခံစစ်သားရဲနဲ့ထောက်လိုင်းကြီးတွေကလုံခြုံရေးယူပေးရတယ်လို့စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးဘိုင်းနဲ့ဝန်ထမ်းတချို့ကတီဗီကိုပြောပြပါဗျ။နိုင်ငံရေးပါတီတွေမဲဆွယ်စည်းရုံးတာ၊စိုင်းပုတ်တင်တာ၊ရုံးကန်းဖွင့်တာလူလူနဲ့တွေ့ဆုံတဲ့ကိစ္စတွေမှာလုံခြုံရေးယူပေးဖို့အော်တိုဘားလာ31ရက်နေ့ကအကာအကွယ်ရေးကသူ့ရဲ့လက်အောက်ခံစစ်တပ်နဲ့ပြည်ထရေးကသူ့ရဲ့လက်အောက်ခံရဲထားလာရနိုင်တဲ့အစားသုံးလုံးကိုအမိတ်ပေးခဲ့တာလို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့ င်းမြစ်တွေစီကသိရပါတယ်ရှင်။ TNL တန်းတက်မိုးကုတ်ရတနာမြေကနေထွက်ခွာပြီးတဲ့နောက်ပိုင်းတိုက်ပွဲတွေပြင်းထန်လာမှာကိုစိုးရိမ်နေကြတဲ့ပြည်သူတို့ဟာမြို့ကိုစွန့်ခွာပြီးကြိုတင်တင်းရှောင်နေကြပါတယ်။ခွန်စော်ဦးပေးပို့ထားတာပါရှင်။တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့တရားနယ်နေတအန်းတက်နဲ့စစ်ကော်မရှင်တက်တို့အောက်တိုဘာ29ရက်စပြီးအပစ်ခတ်ရဲစဲဖို့သဘောတူခဲ့ပါတယ်။ဒါအပြင်မန်လီတိုင်း မိုးကုတ်ရတနာမြင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကိုတအန်းတက်ကစစ်ကော်မရှင်ကိုပြန်လည်လွှဲပြောင်းပေးဖို့လဲတဘောတူခဲ့တာပါတရားနယ်နဲ့တအန်းတက်ကမိုးကုတ်မြို့ကနေထွက်ခွာသွားရင်မျိုးဦးတော်လိုင်းအင်အားစုတွေကမိုးကုတ်မြို့ကိုလက်မလွတ်ရရေးအတွက်အပြင်းအထန်ကာကွယ်တော်မှာဖြစ်တာကြောင့်တိုက်ပွဲတွေပြင်းထန်လာမှာကိုစိုးရင်ကြားတဲ့ပြည်သူတို့ဟာမြို့ကိုဆွန့်ခွာပြီးကြိုတင်တိမ်းရှောင်တာတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ် ပြစနဲ့တရားထွက်ခွာပြီးတဲ့နောက်ပိုင်းမှာစက္ကစဝင်လာမယ်ဆိုတဲ့နောက်ပိုင်းမှာဒီမိုကုဗျူဟာတို့ MD1 PDR တို့ချူရောင်းတရင်နေရလေပြီးတော့ဒီမိုကုနဲ့မိုမိတ်ကိုအပြင်းထန်ပြန်လဲကာကွယ်မယ်ဆိုတဲ့အကြောင်းတရားမှာဆက်ကြီးကျယ်ဖြစ်မှလည်းစိုးရိမ်စရာရှိကြတယ်ပေါ့နော်။ကြာလဲကတော့ကျင်းကျွဲလေးတူကြတယ်ချူကြတယ်လဲရှောင်းတင်းမှုစီစဉ်လဲစီစဉ်နေပေါ့နော်။လက်ရှိမိုကုရတနာမြေမှာထားပွဲခေါ်ကြောင်းမြင့်စည်းတချို့အချိန်ပိုင်းဖွင့်လာရှိပြီးပုံမဲ့ရောင်းဝယ်ဖောက်ကားမှုနဲ့တွာလာမှုလည်းရှိနေတာပါ။တရားနယ်နေတန်းတက်နဲ့ညှိနှိုင်းပြီးကြောင်းမြင့်တူးဖော်နေတဲ့အဖွဲ့အစည်းတချို့ရဲ့လုပ်ငန်းတွေကတော့ ပိတက်နေနဲ့အင်အားသုံးပြီးလုံနေကြတယ်လို့ဒေတာကန်တွေကဆိုပါတယ်။မြန်မာစံတွင်းနေကိုအပိတက်ဆုံးသက်လုပ်ငန်းလုပ်လုပ်ကန်ကြရောရှိရသို့တော်ဖွဲ့စည်းချက်လုပ်ခဲ့တဲ့လူကမိုင်းဆိုင်ရာတွေရတဲ့တော့သူတို့လက်ရှိလူများဖြစ်ပြီးအများဆုံးဆောင်ရွက်နေရတယ်ရှိရအပိတက်နေကြတယ်ပေါ့နော်လက်ရှိဒီ2023အောက်တိုဘာမှာစတင်ခဲ့တဲ့2029စစ်စင်ရေးအတွင်း TNN နဲ့တအန်တက်နဲ့တော်လိုင်းအင်အားစုတွေကမုတ်ကုံမြို့နဲ့မုံမင်းမြို့ကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ် တရုတ်နိုင်ငံရဲ့ဂျာဝေမှုနဲ့တရနနေတန်အတဟာမိုးကုံနဲ့မုံမိတ်မြို့ကနေထွက်ခွာပေးရမှာဖြစ်ပါတယ်ကျွန်တော်ခွန်စောဦးပါ မကွေးတိုင်းပခုတ်ကူခရိုင်ပေါင်းမြို့နယ်နဲ့မြန်မြို့နယ်တွေကိုအောက်တိုဘာလကုန်မှန်ကစပြီးစစ်ကောင်စီကအင်အားသုံးနေပြီးရှင်းလင်းရေးပြုလုပ်ဖို့ကြိုးစားနေတာပါပခုတ်ကူခရိုင်မှာရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်စီကကြေညာထားပြီးဒီဇင်ဘာရွေးကောက်ပွဲမတိုင်ခင်နယ်မြေထိန်းချုပ်ရေးအတွက်စစ်ကောင်စီကအင်အားသုံးနေတာဖြစ်ပါတယ်နိုဝင်ဘာ9ရက်နေ့မှာမြန်မြို့နယ်နှမ်းစည်းကံကျေးရွာမှာခြေစိုက်ထားတဲ့စစ်ကြောင်းဟာတွဲမပြူစောတိရွာနောက်ဘက်စောကြီးတောင်ဖုန်ကြီးတောင်ဘက်ကိုစစ်ကြောင်းတစ်ခုအင်းဘက်ရေလောင်တမန်ဘက်ကိုစစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်းနှစ်ခုခွဲပြီးနယ်မြေရှင်းလင်းရေးဆက်လုပ်နိုင်ဖို့ကြိုးစားနေပါတယ်နယ်မြေ ယ်တရစစ်ကြောင်းကတော့ခုတ်ကူတက်မှတရတကထွက်လာတဲ့စစ်ကြောင်းပေါ့ညောင်ချစ်ပင်ပြူစောတိရွာမှာ အထမ်းချပြီးတော့အဲ့ဒီပက်ပက်လေရွာတွေကိုမှုရတာစစ်ကြောင်းထိုးတာမျိုးမဟုတ်ဘဲနဲ့စီယုံရေးပုံစံတစ်ပိုင်းနေမရှင်းလင်းတဲ့ပုံစံတစ်ပိုင်းဒီလိုမျိုးလှုပ်သွားတာတွေ့ရတာပေါ့ရှုပ်ရှက်ခန့်နေအောင်လုပ်နေတဲ့ပုံစံမျိုးပဲပြီးခါတော့ခဏနေနှစ်ချောင်းခွဲသွားလိုက်ခဏနေသုံးချောင်းဖြစ်သွားလိုက်အဲ့လိုမျိုးသွားတယ်အဲ့အဲ့လိုမျိုးသွားနေနေမှာပဲသူတို့ကတစ်ဖက်ကပြည်သူတွေကိုမဲဆွဲဖို့အတွက်စီယုံနှလို့မြန်မြုပ်နယ်တွေကိုသူတို့ချင်းနှင်းဝင်ရောက်လာတယ်ပေါ့ဒီနှစ်ရက်နေမှာနှောင်းပါနှစ်ရက်နေမှာမြန်မြုပ်နယ်တွေကိုရောက်လာပြီးတော့သွန်မပြစောတိရွာတွေကိုဝင်လိုက်ထွက်လိုက်လောက်ကြတယ်ပေါ့၄ရက်နေမှာသွန်မနဲ့တဆင် ှမ်းစည်းကံပြည်သူရွာကိုဝန်လိုက်ထုတ်လိုက်တရက်လောက်ပြီးတော့အခုထိနှမ်းစည်းကံပြည်သူရွာထဲမှာရှိနေတာပေါ့ဘဲကိုဆက်ပြီးခီးဆက်မယ်ဆိုတော့လေလာဆောင်ကြည့်နေပါတယ်ဟုတ်ကဲ့ဒါကတော့မြန်မြုပ်နယ်ဘက်ကအခြေအနေပေါ့ မကွေးတိုင်းပေါင်းတဲ့မြိုင်မြို့နယ်တွေကိုလက်နက်ကင်တော်လှန်ရေးစကလေးကစစ်ကောင်စီကအင်အားသုံးထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့လက်ရှိအချိန်ကြီးမထိန်းနိုင်ပဲဒေသကာကွယ်ရေးအဖွဲ့တွေကခုခံနေတာပါဒေသရင်းတိုင်းတိုင်းတပိုင်းရင်းနှံလုပ်ွက်တွေကရရဝင်ဝင်တွေကြောင့်စစ်ကောင်စီကိုလက်ရှိအချိန်ကြီးဒေသကာကွယ်ရေးအဖွဲ့တွေကတုံ့ပြန်နိုင်နေတာဖြစ်ပါတယ်စစ်ကောင်စီကမကွေးတိုင်းနဲ့မှာခြေစိုက်ထားတဲ့ကာကွယ်ရေးပစ္စည်းစက်ုံတွေကိုဗိုလ်ပြုချိတ်ဆက်ပြီးဒေသကာကွယ်ရေးအဖွဲ့တွေကို PRP တိုက်ခိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်ဘောမီနဲ့တောင်ပိုင်းပေါ့နော်ဒီ PRO မီထက်ရှုနေရပါဘောနော်ပေါင်းကနေခံဗီဒီနဲ့ပေါင်းပြီးတော့မီရှုနေရပါဗျာနော်စိတ်ရှိကပ္ပစာ20နှစ်ကနေပေါ့နော်ပေါင်းအခြေဆိုင်ပေါ့နော်ကပ္ပစာ24ကိုဥတီကထွက်လာတဲ့စစ်ကြောမှာဗျာအဲ့မှာလမ်းတစ်လျှောက်ကကြီးရွာတွေကိုဒီကောင်းရဝင်ရောက်စင်းနေတာမီရှုတာတွေဖန်စီတက်ဖြတ်တာတွေလုတ်ခေတာပေါ့ဗျာနော်မြိုင်နေတောင်ပိုင်းပေါ့တွမ်းမကြီးရွာနေယမနေ့ကထွက်လာပေါ့နော်မနေ့ကနေဒီနေ့နှမ်းစီကန်ရွာကိုရောက်ရှိပြီးနေရင်နေလဲမီရှုထားနော်အဲ့နှမ်းစီကန်ရွာမှာပဲညရဲ့စကန်ချာနားနေဗျာအဲ့ဒါလည်းအင်အား200ကျော်300ဝင်ကျင်လောက်ရှိနေဗျာကြီးရွာနေပေါ့နော်အင်အား600ကျော်လောက်ရှိသွားဗျာနော် ွင့်အားအများပြတုံးတာဆိုတော့ဒီချောင်းရံချောင်းရောက်ပေါ့ဗျာနော်။မြိုင်ပေါက်သုံးတောင်းဒီဘက်လောက်ရှိရကြစပစ်ရှောင်းနေရတာပါဗျာနော်။ဦးရဲရည်တဲ့တိန်ရှောင်းနေရတာဆိုတော့ခက်ခဲကိုစီတော့ရှိတာပေါ့။ နိုင်ငံတော်ဝန်ကာကွယ်ပစ္စည်းဆိုင်ရာ25ရုံနဲ့က15ရုံဟာမကွေးတိုင်းထဲမှာတည်ရှိနေပြီးဒီဆိုင်ရုံတွေမှာ rifle တွေကစပြီးလေကြောင်းရန်ကာကွယ်လက်နက်တွေထုတ်လွှင့်နိုင်မှုအထိအရင်စစ်အာဏာရှင်တွေလက်ထက်ကပြင်ဆင်ထားတာပါလက်တလုံးမှာတော့အာရခတပ်တော် A ကမကွေးတိုင်းနောက်ဘက်ခြမ်းကိုစစ်ရေးရဖိအားပေးတာတွေစတိုက်ပြုလုပ်နေပြီးဒေသတွင်းကာကွယ်ရေးအဖွဲ့တွေကလည်းပျောက်ကြားစနစ်နဲ့စစ်ကောင်စီကိုတုံ့ပြန်တာတွေပြုလုပ်နေတာတွေ့ရပါတယ်ကျွန်တော်တူတာချမ်းသာပါ မြောက်ကိုရီးယားဟာသူ့ရဲ့အရှိတ်ကံရိုးတန်းကနေပလန်တဲကိုပဲထိန်တုံးကြီးဒဇင်ပြစ်လွှတ်ခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ကနိုမာလာ9ရက်နေ့တောက်ကြနေမှာပြောကြားခဲ့ပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ကလည်းတောက်ကြနေသတိပေးချက်တစ်ခုထဲမှာမြောက်ကိုရီးယားဟာပယ်ထိန်တုံးကြီးတစင်းဖြစ်နိုင်တဲ့အရာကိုပြစ်လွတ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တခြားကောင်းဆောင်တွေအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်အတွက်တောင်ကိုရီးယားမှာထိပ်သီးအစည်းအဝေးတွေနဲ့အစည်းအဝေးအမျိုးမျိုးအတွက်စုစည်းခဲ့ကြတဲ့အော်တိုဘာလကုန်ပိုင်းတော့ကလည်းအထူးကြံနိုင်ငံမြောက်ကိုရီးယားဟာကိုရီးယားကျွန်းဆွယ်အနောက်ဘက်ကိုပင်လယ်ကနေမြေပြင်ကိုပစ်ခတ်နိုင်တဲ့ cruise တုံးကြီးတွေနဲ့စမ်းသပ်ပစ်ခတ်ခဲ့ပါသေးတယ်ရှင်။ TV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်